ပါလုံးဝဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုဆရာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးအလုံးအတွက်9ရက်7လ2025ကနေ15ရက်7လ2025အတွင်းမှာဂျုံလို့ရမယ်တပတ်စာကံကြမှာဟောကိန်းကိုကဏ္ဍတစ်ခုစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေတောက်ကြသားသမီးတွေအဲဒီတပတ်ကာလမှာဘလူကန်ညားလေးတွေဂျုံလို့ရတယ်ပေါ့နော်အဲ့တော့ဒီတပတ်ကာလမှာတောက်ကြသားသမီးတွေပညာရေးနဲ့ပတ်သက်ပြီးစပြောခြင်းတယ်ပညာရေးကံတော်တော်လေးအားကောင်းတယ်ဗျာနော် အထူးသဖြင့်အဲ့ဟိုဟာပညာရေးကိုအားပြုပြီးအလုံးလုံးတဲ့သူတွေဆိုရင်ဒီကနေ့မှတော်တော်လေးအားကောင်းတယ်ပြန်နော်။စောင်းမွေးတွေပါဖြည့်ပြရရှိတဲ့သူတွေဆိုရင်ဒီကနေ့မှဘွယ်တူဂုံတူစုရိတ်တွေနဲ့ရရှိပိုင်ဆိုင်ပြီးတော့အောင်မြင်မယ်ဆိုတဲ့အနေအထားလေးပါတဲ့တော်တော်လေးအားကောင်းတယ်။တချို့တွေကတော့သင်တန်းအစ်တွေထက်တတ်တာတို့နော်။ဒီလိုကကြတော့ဒီကနေ့မှအကြောင်းတွေပါလေးရှောက်ထားလို့ရှိရင်အောင်တယ်ဆိုတဲ့အနေအထားတို့တချို့ကနိုင်ငံသားကိုပြည်ပကိုအဲပညာတော်သင်အနေနဲ့သွားရတယ်ဆိုတဲ့အနေအထားတွေအားစကြုံရမှာဆိုတော့ပညာရေးနဲ့ပတ်သက်ပြီးဆိုရင်တော့ထူးရှယ်ပါပဲဗျာနော်။အဲတော်တော်လေးအားကောင်းပါတယ်။လုတ်ပြောင်းလုတ်ပါ တော့အလုံးနဲ့ပတ်သက်ပြီးဆက်ပြောတဲ့အခါမှာလည်းလုပ်ငန်းငွေဝင်ရတဲ့လူတွေအတူတူအတတ်ပညာကိုအခြေပြုပြီးလုပ်တဲ့သူတွေဆိုရင်ဒီကာလမှာရာထူးတို့တာတို့လသာတို့တာတို့တစ်ဆင့်မြင့်တဲ့အနေအထားကိုရရှိပိုင်ဆိုင်မယ်ဆိုတဲ့အနေအထားကြီးတွားမြင်တဲ့အတွက်တော်တော်လေးဝမ်းသာဖို့ကောင်းတယ်။တချို့ရာထူးတို့ဆောင်ဝဲတွေပါဖြစ်တဲ့သူတွေဆိုရင်ဒီကာလမှာရာထူးတို့မယ်ဆိုတဲ့အနေအထားကြီးကြောင်းရတဲ့ခင်ရှိတယ်။ရာထူးတို့နဲ့အပြောင်းအရွှေ့တွေတွားဖြစ်တယ်ပေါ့နော်။ပြတော့ပုံမှန်လောက်အနေနဲ့လုပ်နေတဲ့သူတွေကြတော့ဒီကနေ့မှဘာဖြစ်လဲမေးရင်အလုံးမှာအထက်လူကြီးနည်းနည်းလေးဖိအားပေးတာလေးတွေဖြစ်တဲ့ တချက်လေးတွေရှိသေးတယ်ဗျာအလောက်ကလူတွေပါလေရှော့တဲ့ထဲမှာကိုပါတော့လူတွေပါလေတွေဖြစ်တယ်လို့တချက်ကယူဆပြီနော်လောဘကိုင်မလေးတွေနဲ့တဟဇာရာမဖြစ်တာလေးတွေအောက်လက်ငယ်သားလေးတွေစန့်ကျင်တာလေးတွေဖြစ်တဲ့ကိန်းရှိတော့တချက်တော့ကယူဆပြီပေါ့နော်အဲ့လိုဖြစ်တဲ့အခါမှာလက်ရှိလောက်ကနေထွက်ချင်ပြောင်းရင်ရွှေ့ချင်တဲ့စိတ်တွေပေါ်လာတတ်တယ်အဲ့လိုပေါ်လို့လက်ရှိလောက်ကနေထွက်ပြီးတော့နောက်အလုပ်တစ်ခုကိုပြောင်းခဲရွှေ့ခဲရင်ကောင်းမှမလားလို့မေးစရာရှိတယ်ပြောင်းလို့လုံးဝမကောင်းဘူးပြောင်းခဲရင်ပုံညံ့တဲ့အညံ့တစ်ခုရင်ဆိုင်မှာဖြစ်တဲ့အတွက်လက်ရှိလောက်တဲ့အလုပ်မှာပဲတိကျံပြီးတော့လုတ်ပြအောင်လုပ်ပေး အဲ့ဒီမှာလည်းဆက်သက်ပြီး marginal လေးတွေရှိတယ်။ဟိုလက်ရှိလောက်ကနေထွက်ပြီးတော့တခြားလောက်ကိုမပြောင်းသင့်သလိုမျိုးလက်ရှိလောက်ကနေထွက်ပြီးတော့အရင်ကြီးကြီးမားမားဆက်ထုတ်ပြီးတော့ကိုပိုင်စီဝိုင်းတခုလည်းဒီကားလေးမှာစတင်အဆောင်လို့မသိတော့သေးဘူးဆိုတာလေးတော့သိသိချင်ပါတယ်ဗျာနော်။ကိုပိုင်စီဝိုင်းလောက်ကလောက်ကနေတဲ့သူတွေကမှခီးသွားလောက်ကလောက်ကနေတဲ့သူတွေအဲတွင်းထပ်ပစ္စည်းတွေရောင်းချနေတဲ့သူတွေပေါ့နော်။တွင်းထပ်ပစ္စည်းတွေတူဖို့ရောင်းချတဲ့သူတွေကတော့အမှန်အားကောင်းတဲ့အနေနဲ့မှပါတယ်။ပြီးတော့မြေနဲ့ပတ်သက်တဲ့အယောင်းဝယ်လေးလှုပ်လို့ရှိရင် အယောင်ဝယ်ပုံပြီးသွက်သွက်လောက်နဲ့အောင်မြင်မယ်ဆိုတဲ့အနေထားလေးတွေရှိတယ်။ပြီးတော့ပဲတို့ပြောင်းတို့ဈေးကောင်းလေးတွေရရှိပိုင်ဆိုင်မယ်ဆိုတဲ့အနေထားလေးတွေရှိတယ်။အဲ့ဒီလုပ်ငန်းတွေကိုယနေ့မြို့နယ်မှာလုပ်တဲ့သူတွေကတော့ဒီကာလမှာတော်တော်လေးအားကောင်းတယ်။ဒါအပြင်အဲသင်တန်းကျောင်းဖွင့်တဲ့သူတွေတို့နော်ဘာသာစကားသင်တာတို့ကိုယ်ပိုင်ရောက်ထောင်တာတို့ဒါမျိုးတွေဆိုနေပုံပြီးအောင်မြင်နေကြနော်။ပညာရေးကိုအခြေပြုပြီးလုပ်တဲ့ကိစ္စတွေကတော်တော်လေးအဆင်ပြေတာပေါ့။ပြီးတော့တောက်ကြတာသမီးတွေကိုတခုမှကျင်တယ်ဒီကာလမှာငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စပေါ့နော်။အဲ့တော့လက်ဖိတ်တဲ့ဂိမ်းရှိတာဆိုတော့မရှိဘူးဗျာငွေကြေးကန်တွေကလည်း ို့တော့ရတဲ့ပတ်စံလေးတွေမြင်လားဆိုတော့လည်းမလောက်ဘူးဗျ။ဟိုမြဲဖို့နေတာမလောက်ဘူးဆိုတဲ့အနေအထားကြီးကျွန်တော်သွားမြင်တယ်ပေါ့။အဲ့တော့လစာထုတ်ပြီးတော့မှမကြသေးဘူး။လက်ထက်ပတ်စံတွေဘာမှမရှိတော့ဘူးဆိုတဲ့ကာလတည်းမှာသွားပသွားတဲ့မျိုးတွေဖြစ်တဲ့ကိန်းပါတယ်။ဆိုတော့ရလိုက်ကုန်တော့ရလိုက်ကုန်တဲ့လေးတွေဖြစ်တဲ့ကိုကြောင့်မကုန်ဘူးဆိုတော့မှတာသမီကြောင့်ကုန်တာလို့အဆွေမျိုးကြီးကုန်မှန်သွားတဲ့ကြောင့်ကုန်တာလို့မိဘတွေကြောင့်ကုန်တာလို့အဲ့လိုမျိုးပေါ့နော်။ကိုကအရှိမှလာကြိုးစားပြီးရုံးကန်နေကြရတယ်။နောက်လည်းကြည့်လိုက်လို့ရှိရင်အနောက်မှာကြော်ပဲရှိတယ်ဆိုတဲ့အနေအထားလေးတွေဖြစ်တဲ့အခါမှာအဲပြဿနာလေးတွေရှိတယ်သတိထားပေါ့။အထူးသဖြင့်ဒီကာလမှာ အဲမိသားစုစေမျိုးကြီးကိုဘာလို့အချင်းချင်းစိတ်သဘောထားမတိုက်ဆန်တာလေးတွေသဘောထားအကွဲလဲမှုတွေတွေပါဖြစ်တတ်တဲ့ဂိမ်းပါလို့ဂရုတော့တော်တော်လေးစိုက်ပြီးမှရလိုက်မယ်မပေါ်ဆက်ပါနဲ့နော်ပြီးတော့တောက်ကြသားသမီးတွေကျမ်းမာရင်းနဲ့ပတ်သက်ပြီးမှရလေးရှိတယ်ကျမ်းမာရင်းမှာသွားသဖုံနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တတ်တဲ့ဂိမ်းရှိတယ်သွေးသားနဲ့ပတ်သက်ပြီးသွေးတွေဘာတွေမှာတစင်ကူးဆက်တဲ့ယောဂါသို့မဟုတ်သွေးတွေဘာတွေရားပြီးတော့လေရားလာလို့အခုလေးတွေပေါက်တာဒါရီယာစာဖြစ်တတ်တယ်တချို့ကတော့သွေးတိုးတဲ့ယောဂါလေးတွေလာတာပေါ့နော် အမျိုးသမီးတွေကျတော့တက်အိမ်နဲ့ပတ်သက်တဲ့ယောဂလေးပါဆက်ဆက်ပြီးသွားဖြစ်တတ်တဲ့ gain ရှိတဲ့အတွက်မပေါ်အဆက်နဲ့ပေါ့နော်။ကျမညာလို့စေုံစေကနေပါပြမယ်ဆိုရင်လည်းစနေတန်းသမီးဆရာဝန်နဲ့ပဲပြပြအောင်ပြပေး။ဒါဆိုရင်တော့အများဆုံးအနာနဲ့ဆင်းနဲ့တို့ပြီးတော့ယောဂလေးတွေတက်တာပြောက်ကင်းနေဆိုတဲ့ gain တွေမှပါတာပေါ့နော်။အလုပ်တွေပါတွေတွေ့လို့တဲ့အခါမှာတော့ကျန်တာတွေတန်းသမီးတွေနဲ့ပူတဲ့အတိုင်းမြင်ပြီးလုပ်မယ်။နာမည်မှာပါဖပါဗမာပါတဲ့သူတွေနဲ့ပူတဲ့အတိုင်းမြင်ပြီးလုပ်ရင်ပို့ပြီးတော့အားကောင်းပါတယ်ပေါ့နော်။အစားအစာတွေပါတွေစားတဲ့အခါမှာဝတ်သားတို့လက်ဖက်တို့တော့လုံးဝမစားပါနဲ့။ မတည့်ပါဘူးအဲ့လိုလေးစားပြီးတဲ့နောက်ပိုင်းဘိုက်မကောင်းတာလေးတွေဖြစ်စေလက်ပိတ်တာလေးတွေဖြစ်စေအဲကျောင်းထက်တဲ့ကင်းလေးတွေသွားပါပါတယ်ဂယူးဆိုင်ပေးပါနော်ပြီးတော့ရှေ့ဝရှေ့ကကြီးမားတဲ့သူတွေဆိုဒီကနေ့မှနိုင်ငံခေးသွားတဲ့ကင်းရှိတယ်ပြည်တွင်းခေးပြည်ပခေးခေးဝေးခင်းနီးပေါ့နော်တခါမှမရောက်ဘူးတဲ့နေရာတွေတဲ့ကိုအလဲပတ်ဖြစ်တော်လကောင်းအလုတ်သွားလို့တော်လကောင်းသွားတဲ့ကင်းလေးရှိတယ်အထူးသဖြင့်ပြည်တွင်းမှာဆိုရင်သူကဖျားဘူးခေးမျိုးတွေပါလေထပ်သွားတဲ့ကင်းရှိတော့လေဖျားဘူးခေးဖြစ်စေပျော်ဝဲရှင်ဝဲတဲ့သွားတဲ့ခေးဖြစ်စေသွားတဲ့အဲ့လိုခေးရပြောင်းပြီးတဲ့နောက်ပိုင်း စီပွားလုံးလာပါလေဒီပို့ပြီးပွင့်လန်းသွားလိမ့်မယ်ပျော်ရွှင်စွာကောင်းတဲ့ခရီးလေးတွေသွားတတ်တယ်သွားပြအောင်သွားပြပါဗျာနော်ပြီးတော့တောက်ကြတာသမီးတွေအခြေအိမ်အောင်နဲ့ပတ်သက်ပြီးမာတရားလေးရှိပါတယ်အဲ့တော့ဒီကလာမှာတချို့တွေဆိုရင်ခရီးလာခရီးသွားလာရင်လည်းအဲချစ်တဲ့ခင်တဲ့သူတွေနဲ့အောင်စုံစည်းရတတ်တဲ့ဂိမ်းတွေသွားပါသေးတယ်ဗျာနော်အဲ့တော့ချစ်သူမရှိတဲ့သူတွေဆိုရင်ကို့လာပြီးကန်လန်းနိုင်အဲအဲ့လိုမျိုးတွေဆိုရင်လက်ခံသိမ်းလာလို့မင်းဆရာသဘောရဆိုရင်တော့ချစ်တဲ့ခင်တဲ့သူတွေဝင်လာမှာဖြစ်တော်လဲပဲလက်မခံရင်ပို့ပြီးတော့ကောင်းတယ်နော်လက်ခံခြင်းနဲ့လက်ခံကုသဘောပေါ်ဆရာသဘောရဆိုရင်တော့လက်မခံပါနဲ့ ဘာလို့လဲဆိုတော့ဒီကနေ့မှစုံစည်းရတဲ့ချစ်သူတွေဒီဝင်လာပြီးပြန်ထွက်သွားတဲ့ကိန်းထဲမှာပါလို့ပါတချို့လေးတွေရှိသေးတယ်သူတို့အချစ်အိမ်တော်ရဲ့အဆင်မပြေလို့ကိုယ့်စီခန္ဓာတစ်ဖက်လာတာပေါ့သူတို့ရဲ့နတ်ဆက်တွေတွေကတူတူတလောင်းကြီးဖြစ်ပြီးတော့ပြက်ပြက်သားသားလည်းမရှိဘူးအဲကိုကလက်ခံမိလိုက်တယ်လက်ခံမိလိုက်တဲ့အခါမှာသူ့မှာတူတူတလောင်းကြီးနဲ့ဆိုတော့ကိုယ်မှာလည်းရှစ်တူဝခါနောက်ဆိုဝခက်တွေသွားဖြစ်တဲ့ကိန်းတွေရှိတော့သတိထားမယ်အိမ်တော်တွေဖို့ဆိုလဲဒီကနေ့မှာအဆင်ပြေလားမရင်မပြေဘူးကွယ်လားမရင်မကွယ်ဘဲနဲ့ရန်တစ်ချက်ချက်လေးဖြစ်လိုက်ချစ်လိုက်နဲ့ အရှိတူအခါနောက်ဆုံးအခါနဲ့အဲ့လိုဒုလိုဒလောင်းလေးပါဝါတက်တဲ့အနေအထားလေးတွေရှိတယ်ဂယူဆိုင်ပေါ့နော်ဒီကလာမှာအိမ်တော်တဲ့အမျိုးသားအမျိုးသမီးတွေဆိုရင်တာသမီးယတနာလေးရတဲ့ပိုင်ဆိုင်ရတဲ့ဂိမ်းလေးမှာပါတဲ့သူကဝမ်းသာဖို့ကောင်းပါတယ်ပေါ့နော်နိုဝင်ဘာလ10ရက်12ရက်13ရက်14ရက်15ရက်အဲ့ရက်တွေကတော့အမရန်ကန်ကောင်းတယ်အကြံ့ညာနေတာကြာပြီးဖြစ်တဲ့ကိုယ့်ရဲ့ရန်ရထိုက်တဲ့အခွင့်အရေးတွေပေါ်လာလိမ့်မယ်အလုံးမရှိသေးတဲ့သူတွေအိမ်ကလာမှာအလုံးရတာတို့ပြီးပါတော့ဖို့ပြင်ဆင်နေတဲ့သူတွေဆိုရင်အိမ်ကလာမှာနိုင်ငံသားသွားတဲ့အနေအထားတို့အစားကျင်းဝတ်တဲ့ဂိမ်းရှိတယ်ဟိုတချို့စင်တော့ခုနကပြောသလိုပေါ့ ကိုဝင်ဆောင်လာလို့တာသမီးယရနာရတာလို့ဖြစ်တဲ့အပြင်တချို့ကတော့ယရနာပစ္စည်းတွေပေါ့ရွှေတွေပါလေဝင်တဲ့ကင်းရှိတယ်ဝင်အဝင်တော်တယ်တချို့ကတော့လူဝင်တယ်ပေါ့နော်တချို့ကတော့ရုပ်ပြအိမ်ဆောင်တွေပါရုပ်ပြထားကြတယ်ဘာသာရေးနဲ့ပတ်သက်တဲ့ပျော်ဝဲရှင်ဝဲခီးလေးတွေကိုတွားရလာတဲ့အနေအထားလေးတွေကြုံရနိုင်မယ်အဆောင်ဘွဲတွေပါလေဖြင့်အောင်ပြီဆိုတဲ့သတင်းစကားလေးတွေအဲ့ရပိုင်းမှာကြုံရနိုင်မယ်ပတ်စပို့တွေပါလေလုပ်တဲ့သူတွေဆိုတော့အဲ့ကလာမှာရပြီဆိုတာတွေကြားရနိုင်မယ်ဆိုတော့အဲ့ရပိုင်းကတော့အမရန်ကောင်းတယ်အလုပ်တစ်ခုလုပ်မယ်ဆိုရင်အဲ့ရပိုင်းမှာပြပြအောင်လုပ်ပါနိုဝင်ဘာလ9ရက်17ရက်အဲ့ရမှာတော့အညံ့လေးတွေရှိတယ်ဂယုဆက်ကမယ် ပစ္စည်းဥစ္စာလေးတွေပျောက်ရှားတဲ့ခင်းလေးတွေရှိတယ်ပျောက်ရင်ပြန်မရအောင်နော်အဲ့တော့သွားလာရင်လည်းအဲကပိုင်းလိုက်ခန်းနာတို့တခုခုခန်းနာတို့အဲဒါမျိုးလေးတွေဖြစ်တဲ့ခင်းလေးမှာပါတော့သတိထားမယ်ပြီးငွေချေးနဲ့ပတ်သက်ပြီးရောလက်လုံမိလို့မရဘူးလက်လုံမိခဲ့ရင်ပြန်မရအောင်ယင်းနေ့တဲ့သူတွေနဲ့မိပြဆွေပြတွေဖြစ်ပြီးလူရင်းလူရုံနောက်ကျောဒါနဲ့ထိုးတာလေးတွေဖြစ်တဲ့အတွက်အထူးသတိထားမယ်ပတ်သက်တဲ့သူတွေကနေမှတတိယကနေတာသမီဘုဒ္ဓကုတာသမီတွေစိတ်တော်ကပို့ပြီးပြတတ်တဲ့အတွက်အထူးသတိထားပါနော်ဒီကရမှာကံရရဲ့ထောက်မမှုတွေအပြေအဝရအောင်နှုတ်နဲ့အောင် အနက်ရောင်မိခိုးရောင်အနီရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲရမယ်။ဒါအပြင်မြို့ပိုင်းရောင်စုံဗရိမနိုင်ပန်းအနိတိပန်းရောင်စုံအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရာမားဖရာမန်ကတာဖြစ်စေအဲနေအဲ့ကနေမှအလားပန်းထိုးတဲ့နေရာမှာပဲဖြစ်စေပြုလုပ်သုံးဆွဲပေးပါ။အဲ့တော့ကျောင်းရတဲ့အညနေกินပြီးတော့ကောင်းတဲ့ကန်ဒီတွေပို့ကောင်းဘာလို့ကမလဲပေါ့နော်။ဖះဆောင်နှောင်းလေးကိုသွားအဲ့ဒီဆောင်နှောင်းလေးမှာဒက်စီလဲကမယ်တန့်ရှင်းလောက်ကမယ်တိုက်ချုပ်စေးကြောက်ရမယ်လုတ်ပြောင်လောက်ကမယ်ဖုံးချောင်းတွေသွားရမယ် ူတွေပါလေရေဆေးရမယ်အဲ့ဖုံးကြောင်းထဲမှာဒီဘက်စီလဲကြာရှင်ဒီဘက်စီလဲအဲ့လိုမျိုးအနှိမ့်ထားလေးတွေကိုတန့်ရှင်လေးလှုပ်ဖြောင်လှုပ်ပေးတချို့အရာသွားလာခက်လို့ရှင်လဲအများဆုံးအင်သာတွေကိုအလုံးယုံဆက်ုံတွေမှာရှိတဲ့အင်သာတွေကိုအဲတန့်ရှင်လှုပ်ဖြောင်လှုပ်ပေးလိုက်နော်ပိတ်နေတဲ့ဟာလေးတွေပြန်ပွင့်လာမှာမလို့ဒါအပြင်လိပ်စာကျွေးတာအလွယ်မယ်ဆိုတော့လိပ်တွေပါလေဝယ်ပြီးတော့စီစင်းတဲ့ချောင်းလိုမျိုးတို့ရေရှင်မှာလှုပ်ဖြောင်လှုပ်ပေးလိုက်မယ်ဆိုရင်တော့အညာနဲ့กินပြီးတော့ကောင်းတဲ့ကံလေးတွေကအေကံမုတ်ချပိုးရေးကောင်းသွားပါလိမ့်မယ်အဲတောက်ကြတာသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြစ် ပြည့်စုံကြပါစေလို့ဆရာစုမောင်ကောင်းတောင်းပေးပါရစေခင်ဗျာနော်